အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့စက်တင်ဘာလ17ရက်ပိုင်းမှာဘုရဝရာဟုတိုင်းမှာတွဲကဉ္စမာကြိုးကြောင်ဆုပ်ကောင်းလေးနဲ့မြပေးမှာဖြစ်ပါတယ်အရင်နေ့တော့ကျွန်တော်တနင်္ဂနွေတနင်္လာအင်းကစတဲ့နေ့နဲ့မြမြပေးခဲ့ပါပြီဒီနေ့မှတော့ကျွန်တော်တို့တွေဘုရဝရာဟုတိုင်းမှာတွဲအလဲကျလို့လာပါပြီဗျာဒါကြောင့်မလို့ကျွန်တော်မိတ်ဆွေတွေဘုဒ္ဓဥဒသမီးရာဥဒသမီးတွေဘယ်နိုင်ငံနဲ့ဘယ်မြို့နဲ့ဘယ်နေရာလဲကြည့်နေဆိုတော့လေကျွန်တော်ခေါမမှာရည်ပေးကြပါဦးခင်ဗျာကျွန်တော်တို့တွေရင်းနှီးမှုလေးရတော့လို့ပေါ့နော် အဲ့တော့ဗုဒ္ဓဗုဒ္ဓသာသမီတွေအတူတူပဲကျွန်တော်ဒီမှာဟောကြားပေးမှာဖြစ်ပါတယ်။အဲဒီဗုဒ္ဓသာသမီပါလို့ရှိရင်အစအဆုံးကြည့်ပြီးမေတ္တာရက်ခတ်ပါတယ်။နောက်ဆုံးမှာမိတ်ဆွေများတွေငွေဝင်ထိပေါက်စီမဲ့ရတရားလေးအထူးရတရားလေးကျွန်တော်ထည့်ပေးထားပါတယ်။ဒါကြောင့်မို့ဗီဒီယိုလေးကိုတခြားလေးကြည့်ပေးပါဗျ။ဟုတ်ပြီ။အဲ့တော့ဗုဒ္ဓရာဗုဒ္ဓရာသာသမီလေးအရင်ကကန်ကောင်းနေပါတယ်။ဝမ်းသာလိုက်ပါတော့ဗျာနော်။ဗုဒ္ဓသာသမီပါလို့ရှိရင်ဒီဗီဒီယိုကြည့်ပြီးတော့ဝမ်းသာလိုက်ပါတော့။ အဲ့တော့ဘာကြောင့်ဝန်သားမယ်ဆိုတော့ဘုရားတာမီးတွေကောင်းတဲ့လေအများကြီးရှိနေပါတယ်ဒီလအတွင်းမှာတေချာပေါက်ကိုဝင်နေလုံးရင်းဝင်ကြီးလေးရှိပါတယ်ဟုတ်ပြီကောင်းတဲ့လေအများကြီးသူတို့မကောင်းတဲ့လေတဲ့နေငယ်တော်ရှိပါတယ်ကျွန်တော်ကောင်းတဲ့လေတွေဖြစ်စေခြင်းတို့မလို့ကောင်းတဲ့လေအရင်မြောက်ပေးမယ်နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတွေဘုရားတာမီးတွေဒီလအတွင်းမှာစတေမာလာဒီစီဆန်လာဘိုင်းမှာဒီတော့ရဲ့နေ့ကနေစပြီးတော့မိတ်ဆွေများငွေကန်နေအရင်ကောင်းနေတယ်အလုတ်လည်းအရင်ကောင်းပါတယ် အလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ခီးတွေသွားရမယ်အကိုကိုချင်ခဲ့မယ်ဆိုလို့ရှိရင်လိုက်သွားပြအောင်လိုက်သွားပါခီးသွားလို့ရှိရင်ကံကောင်းတယ်လို့ပြောလို့ရပါတယ်အဲ့တော့မင်းစုများဘယ်ခီးဥပတော်တော်ကံကောင်းတယ်မှာဖြစ်ပါတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့ငွေတွေလုံးရင်းဝင်မယ်လုံးသမားလုံးတရားအကုန်အဆင်ပြေမယ်အဲ့တော့အရင်လားလွဲလွဲလွဲချော်ခဲ့တဲ့မြတ်အဆင်မပြေခဲ့မြတ်ဒီလောက်တည်းမှာအကုန်အဆင်ပြေမယ်အလုပ်ကံလည်းကောင်းတယ်ငွေကံလည်းကောင်းတယ်ထီကံလည်းကောင်းသေးတယ်ဗျာထီလည်းထိုးလို့ရတယ် အကျွေးကြည်အကျွေးများနဲ့မိစေများအကျွေးကြည်မယ်အကျွေးရတာရှိတဲ့မိစေများလည်းအကျွေးပြန်ရမယ်အကျွေးကိစ္စတွေစိတ်အေးရမယ်ကာလဖြစ်ပါတယ်အယောင်းဝဲကိစ္စတွေစီဝိုင်းကိစ္စတွေတော်တော်လေးကိုအဆင်ပြေတဲ့ကာလဖြစ်ပါတယ်ဒါကြောင့်ကြိုက်တာရောင်းအကုန်ရောင်းထွက်လိမ့်မယ်စီဝိုင်းလည်းအကုန်အဆင်ပြေလိမ့်မယ်ဟိုးအဝေးကြီးကကျွန်တော်တို့ရဲ့မိဆွေတွေသူမျိုးသားချင်းတွေကကျွန်တော်တို့ကိုကူညီပေးခြင်းတွေခံမယ်အဲ့တော့အဝေးမှာရှိတဲ့မိဘဆရာသမားတွေဘိုးဘွားတွေကကျွန်တော်တို့လမ်းပြီးတော့ကူညီပေးထောက်ပံ့ပေးမယ် ဲ့တော့ဒီလအတွင်းမှာရန်နေရှင်းသွားပါပြီဗျာအရင်လရန်နေမြားကစမြဒီလအတွင်းမှာရန်နေရှင်းအလုံးတိုက်ခိုက်နေရှင်းတဲ့ကာလလည်းဖြစ်နေပါတယ်ဒါကြောင့်မလို့ခရီးတွေကိုသွားမယ်ဆိုရင်ဘယ်ခရီးပဲသွားသွားအကုန်ကောင်းပါတယ်ကြိုက်တဲ့ခရီးကိုသွားပါပညာရေးနဲ့ပတ်သက်ပြီးတော့လည်းအရန်ကောင်းတဲ့ကာလဖြစ်နေပါတယ်ကျမကြီးလားကျမကြီးကလည်းထူထောင်ပြန်ဖြစ်လာပါပြီဗျာကျမကြီးလည်းကောင်းသွားပါပြီအဲ့တော့ကျမကြီးပတ်သက်ပြီးတော့ကောင်းတယ်ဘာသာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘာသာရေးလေးမြန်မြန်လေးပို့လို့ပေးပါ ဒီလက်တွေမှာဘာသာရေးလောက်တာနည်းလိမ့်မယ်ဘာသာရေးများလေးလေးကံနေကောင်းလေးလေးပဲဖြစ်ပါတယ်ဒါကြောင့်ဘာသာရေးလေးနည်းနည်းပို့လုပ်ပေးမယ်အခြေအနေပတ်သက်ပြီးတော့လည်းအရင်ကစမ်းပွင့်ကံပွင့်တဲ့ကာလဖြစ်နေပါတယ်အခြေအနေပတ်သက်ပြီးတော့ကျွန်တော်တို့တွေအဝေးအဝေးရချစ်သူလေးပြန်လည်စုံစည်းရမယ်အဝေးရကွဲကွာနေတဲ့လေများလေးပြန်လည်ပေါင်းစည်းရမယ်အဲ့တော့ချစ်သူကြီးစားအိမ်တော်ကြီးလေးပြန်လည်ပေါင်းစည်းရမယ်ကာလရောက်နေပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့တွေအခြေအနေပတ်သက်ပြီးတော့လည်းအရင်ကကောင်းမွန်တဲ့ကာလဖြစ်နေပါတယ်ကျွန်တော်တို့ အကျိုးပေးမဲ့အယောင်လေးတွေရှိတယ်အကျိုးပေးတဲ့အယောင်လေးကတော့အစိမ့်တို့အဖြူတို့အဝါတို့အဲ့အယောင်လေးတွေကကျွန်တော်တို့အကျိုးပေးစေမှာဖြစ်ပါတယ်အကျိုးပေးမဲ့ခန်းလေးကတော့ခုနှစ်တို့နှစ်တို့ငါးတို့ကိုးတို့ကလည်းကျွန်တော်တို့အကျိုးပေးမဲ့ခန်းလေးဖြစ်နေပါတယ်အဲ့တော့ဒီလောက်အတွင်းမှာတန်မှုကြီးတဲ့ပစ္စည်းတွေဝင်လိမ့်မယ်မင်းစမြဝင်းကုန်ဝင်းမယ်အဲ့တော့နဲတာများတာပဲကြွားလိုက်မယ်တရားတွင်တရားကံပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့ကောင်းကောင်းမှုကံကိုယ့်ရဲ့ဘာသာတရားပေါ်မူတည်ပြီးတော့အနေများတော့ကြွားလိုက်မယ် မိတ်ဆွေများတေချာပေါက်ငွေတွေလုံးချင်းဝင်မယ်တံမိုးကြည့်တဲ့ပစ္စည်းတွေရွှေငွေအိမ်ကားလက်စပစ္စည်းအကုန်ဝင်မယ်ဗျာတစ်ခုမို့တစ်ခုတေပေါက်ကြီးမမကြီးကိုဝင်လိုက်မယ်အဲ့တော့ငွေလေးလည်းလုံးချင်းဝင်ငယ်ရှိတယ်ကျွန်တော်ကငွေတွေဝင်လာလို့ရှိရင်ဘုရုရောက်သားမြေများဘာဘာလို့ကြလဲဆိုတော့ဟိုလည်းသွားခြင်းဒီလည်းသွားခြင်းဟိုလည်းပြင်ခြင်းဒီလည်းပြင်ခြင်းပြင်ခြင်းကန်းခြင်းတာတွေကများတယ်အဲ့တော့ကျွန်တော်တို့ကငွေတွေလုံးချင်းဝင်လာပြီးဆိုလို့ရှိရင်တော့ပထမဆုံး ကျွန်တော်တို့အရေးကြီးတဲ့ပစ္စည်းလေးလေးဝယ်တင်တာဝယ်မယ်၊ရွှေငွေစပြီးမှတမိုးကြီးတာလေးဝယ်မယ်။ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ငန်းအတွက်ကိုလို့ရင်းနှီးမြှုပ်နှံမယ်။အဲပို့ပေးရှမ်းပြီဆိုမှလူတင်တာလူပေးတင်တာပေးကန်းတင်တာကန်းမယ်။အဲ့လိုလုပ်မတော့မဟုတ်လို့ရှိရင်ဝင်လာဝင်သားများငွေရပြန်ပြီးထွက်ထွက်နေတတ်တယ်။အဲ့လိုမျိုးလေးဖြစ်နေလိမ့်မယ်နော်။တေချာပေါ့ကျွန်တော်တို့အထက်လူကြီးတွေကူညီပေးလိမ့်မယ်အဝေးရမိဘဆွေမျိုးဆရာသမားတွေကူညီပေးလိမ့်မယ်ဒါတွေမကသေးပါဘူးကျွန်တော်တို့ရအတိတ်ဘဝဟောင်းကပဋ္ဌာန်းဆက်တွေ ပထမဆက်ရှိခဲ့မှုတဲ့ပုဂ္ဂိုလ်တို့တွေကလာရောက်ပြီးကူညီပေးမှာဖြစ်ပါတယ်။ဒါကြောင့်မလို့တိုက်ဆက်တိုက်ဆက်ငကားဆက်ရှိတဲ့လူတွေတဲ့တော့ဆိုင်ဆန်ရီမှာတော်ကြီးရဆက်တာတာမျိုးအဲ့တော့ကိုယ်နဲ့ပထမဆက်ဆိုင်ဆန်ရှိတဲ့အလေးတွေကိုတော်ရဆက်တာတာမျိုးအဲ့တော့ဒီလတွင်မှာကိုယ်နဲ့အတူတူတိတ်ပွားရှိခဲ့မှုတဲ့ပထမဆက်ဒီလာရောက်ကူညီပေးမယ်။ပုဂ္ဂိုလ်တို့တွေလာရောက်ဆောက်ရှောက်မယ်ဆိုတဲ့ကာလာဖြစ်နေပါတယ်။ဒါကတော့ကောင်းတဲ့ချက်လေးပဲဖြစ်ပါတယ်။တော်တော်လေးကိုကောင်းတဲ့ချက်လေးများတယ်။ ဘုရိုးရာဟုသာသမိတွေကကံတွေကထိဆုံးရောက်နေပါတယ်။ပိုလို့ထိဆုံးရောက်တော့ဘာသာရေးလုပ်ဖို့လည်းမမေ့ပါနဲ့ဗျာနော်။ဟုတ်ပြီ။ဒါဆိုလို့ရှိရင်ကောင်းတဲ့ဟာလေးတော့ပြီးသွားပြီ။ဒီမှာညံ့တဲ့ဟာလေးတော့နည်းနည်းကျန်နေတယ်။အဲ့တော့ဟိုအေကံမှုချက်ဖြစ်မဲ့ဆိုဟာဖြစ်မှာတော့မဟုတ်ဆိုပေမဲ့ကြီးထားလို့ရအောင်လို့ပုံနော်။ကျွန်တော်မိတ်ဆွေများဒီဟာလေးတော့ကြုံနိုင်တယ်။အဲဒါလေးလို့ကျွန်တော်မြောက်ပေးပါဦးမယ်ဗျာ။နော်ဒီဒီလောက်အတွင်းမှာကျွန်တော်တို့ရဲ့ဘုရိုးရာဟုသာသမိတွေကကျွန်တော်တို့ ူများကိစ္စကြောက်ဆိတ်ရှုပ်ဝတ်တက်တယ်သူများကိစ္စကြောက်ကြားပြန်ဝေးပြီးဖြန့်ဖြေးပေးရတာမျိုးသူများကိစ္စလိုက်ဖြေရှင်းပေးရနိုင်မယ်ကိုလို့ကိုမလုံနိုင်ဖြစ်နေတတ်တယ်ဒါကြောင့်မို့ဒီလောက်တွင်မှာအဲ့လိုကိစ္စလေးလေးရှောင်းမယ်ကိုနဲ့မဆိုင်မဆိုင်တယ်လို့လာနေနေလိုက်တော့နော်သူများလင်မြန်ကြားတွေကြားသုံးကြားမဝင်နဲ့ကြားသုံးကြားဝင်သူများပြဿနာကိုပြဿနာဖြစ်သွားတတ်တယ်သူများအပူပုံတွေကကိုယ်စီကူလာတတ်တယ်အဲ့လိုမျိုးလေဖြစ်နေတတ်တယ်နော်ကိုယ်စီဘာလို့ပြဿနာမရှိဘူးသူများသူများပြဿနာတွေပဲကိုယ်စီရောက်ရောက်လာတတ်တယ်အဲ့လိုမျိုးလေဖြစ်မယ်အဲပြီးလို့ရှိရင်အိမ်တွင်းမှာမိသားစုနဲ့အတူတူ ကိုယ့်ရဲ့အိမ်အိမ်ပြင်မိသားစုနဲ့တူကျွန်တော်တွေဟိုဟိုနည်းနည်းလေးလေးပေါ့နော်ကိုယ့်ရဲ့အိမ်ဆုံးကရဝဇာစကားများတို့ပြင်ကြုံလိမ့်မယ်ဟောတာတာသမီးနဲ့စကားများတာတို့အဲအိမ်အောင်ချင်းအိမ်အောင်ပတ်ချင်းစကားများတာတို့အညီကမောင်နှမနဲ့စကားများတာတို့အဲ့လိုမျိုးလေးလောစကားများတာရင်ဖျက်တဲ့မျိုးလောကြုံလိမ့်မယ်အဲ့လိုကြုံတာတယ်မကြောက်လို့ဆိုကိုကသွားပြီးတော့ဗဇက်သွားဖောက်လို့နော်ဒီတော့မှဗဇက်သွားမဖောက်နဲ့ကိုနဲ့မဆိုင်ရင်ရင်ကုန်နှုတ်ပိတ်နေလဲအဲ့ဒါအကောင်းဆုံးပဲအဲ့တော့အဲ့ဒါအကောင်းဆုံးပါပဲ လူမှုရေးနဲ့ပတ်သက်ပြီးတော့တဲ့ကိုယ့်ရဲ့အလုပ်ထဲမှာကောအိမ်အိမ်ထဲမှာမိသားစုထဲမှာကိုယ့်ကိုအထင်သေးစရာလေးလေးအထင်လွဲစရာလေးလေးဖြစ်နေတတ်တယ်။တော့ဒီကိစ္စကိုကိုယ်မလုပ်ပါဘဲနဲ့ကိုယ်လုပ်တယ်ဆိုပြီးဆွဆွဲတာမျိုးလူမှုရေးနဲ့ပတ်သက်ပြီးအဖွဲ့အစည်းနဲ့ပတ်သက်ပြီးရောကိုယ်ခေါင်းပုတ်ချက်တတ်တယ်။အပြစ်အလုံးကိုယ်လာပြီးအပုံခံတတ်တယ်။ကိုယ်ဘလောက်ကြိုးစားကြိုးစားကိုယ်အကောင်းမမြင်တတ်ဘူးဖြစ်တတ်တယ်။ဒီလိုမျိုးလေးလည်းဖြစ်တတ်ပါတယ်နော်။အော်ဘလို့ရှင်တာသမီးတာသမီး တားသမီးတို့လောင်းငယ်သားလို့ကိုယ့်ရဲ့တပည့်တပန်းတွေရဲ့သူတို့လေးလေးရဲ့အကျမကြီးလေးနည်းနည်းညံ့တာလေးလောကြုံရမယ်အဲ့လိုမျိုးလေးကြောင့်လိုက်ပြီးတော့သွားလာတဲ့မျိုးလေးအဲ့တော့ဆိုရင်သူများသူများကြောင့်ဘောနကိုကြောင့်တော့မဟုတ်ဘူးသူတို့ဘာကြောင့်ဆေးဥစည်းကသွားတာမျိုးလောကြုံလိမ့်မယ်အဲ့တော့ကိုယ့်ရဲ့တားသူ့ရဲ့တားသမီးတို့လောင်းငယ်သားတို့စားပြီးကိုယ့်ရဲ့တပည့်တပန်းတွေရဲ့အကျမကြီးလေးနည်းညံ့တာမျိုးလေးလောကြုံရမယ်ဒီလောက်တည်းမှာစက်ပစ္စည်းဝင်သတိထားမယ်စက်ပစ္စည်းတွေသတိထားပြီးခြင်တွေ့မယ် စပစ်စီတွေကွဲတာပျောက်တာဖုန်းတွေမှာဆိုရင်ကွဲတာပျောက်တာရှာတာပြုတ်ကြတာဒါမျိုးလေးကြုံနေတယ်စပစ်စီတွေစပစ်စီတွေဆိုလို့ရှိရင်လည်းတော့တစုံတယောက်ကခုတ်ပြေးတာလုပြေးတာတို့အဲ့လိုမျိုးလေးကြုံမယ်ဒါကြောင့်မလို့ဟိုစပစ်စီတွေကိုကင်မယ်ဆိုရင်သတိထားပြီးတော့ကင်မယ်ဘယ်သူမှမယုံနဲ့ပေါ့ဗျာနော်ဘယ်သူမှမယုံပါနဲ့အဲ့တော့ဒီလောက်တွေမှာကျမကြီးအနေနဲ့စိတ်နဲ့ပြောမှာစိတ်တွေနည်းနည်းမငြိမ်ဖြစ်တတ်တယ်စိတ်တွေမတည်မငြိမ်ဖြစ်တတ်တယ်ညာပြောမှာဆိုအလုတ်ထက်မှာစိတ်မပျော်ဖြစ်တတ်တယ် ဟိုဘက်ဘက်လောက်ကောင်းမလားကွာဒီဘက်ဘက်လောက်ကောင်းမလားကွာဆိုပြီးစိတ်တက်ကဒရိယာဖြစ်နေတတ်တယ်အဲ့လိုမျိုးချင်နေမျိုးမဖြစ်အောင်လုံးတရားလေးတွေပါထိုင်ပေးမယ်နော်တရားလေးထိုင်ပေးမယ်ဘာသာရေးလုပ်ပေးမယ်ဗျဒါကတော်တော်ဒီရဒီဟာလေးကဘာမှကျွန်တော်တို့ထွေတူးအရင်ညံ့တဲ့မှာမပါဘူးအရင်ဆိုးတဲ့မှာမပါဘူးအဲ့အဲ့တော့ကျွန်တော်တို့ကကျွန်တော်ကံတရားအရင်ကိုကောင်းမှုနေပြီအဲ့တော့ကောင်းတဲ့ကောင်းသွားအောင်ကျွန်တော်တို့တွေကျွန်တော်ခုပြောမယ့်အထူးရဒီဟာလေးကိုလည်းမိတ်ဆက်များလုပ်ပြအောင်လုပ်ပေးပါဗျာနော်ကျွန်တော်ပြောမယ့်ဒီဟာလေးကိုလုပ်ပြအောင်လုပ်ပေးပါ အလုပ်ပြမှာဘာဘလုပ်ပြမလဲဆိုတော့ဒီလအတွင်းမှာရုပ်ဗုဒ္ဓဟူရာဟုသာသမိတွေအလင်းတက်လို့တယ်အလင်းတက်လို့တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကအိမ်ဒီမှာစီမီတွေအများဆုံးပူဇော်ပေးလျက်လျက်စီမီတွေအများဆုံးပူဇော်ပေးဖျားလေးပါရောက်တဲ့ခါမျိုးမှာကျွန်တော်တွေအလူခံပုံးတွေအများကြီးရှိတယ်ဟုတ်အဲ့ဒီမှာလက်စင်မီအလူခံဆိုပြီးအဲ့လက်စင်မီနဲ့ပတ်သက်ပြီးအလူငွေတွေထက်ထက်ခဲ့မယ်အဲ့တော့တော့မဟုတ်ကျွန်တော်တွေမရှိနွမ်းမသူပဲဖြစ်ဖြစ်မိတ်ဆွေတို့ပဲဖြစ်ဖြစ်မိသီးလူလာတော့ ဖျောင်းနိုင်လူသားတို့အိမ်ဒီမှာလည်းစီမီခဏနဲ့လူသားလို့လုပ်ပေးမယ်နော်မိသီးတွေဖျောင်းနိုင်လေမိချောင်းတွေဖန်ချောင်းတွေလူအဲ့လိုကိုယ့်ရဲ့အိမ်ရှိနေမှာညဘက်တွေမှာမှောင်နေဆိုလို့ရှိရင်လမ်းလူတွေအတွက်အလင်းရောင်လေးရတော့အလင်းရောင်မိသီးတွေပါလူပေးအဲ့ဒါဆိုကျွန်တော်ကံတရားဟိုးအလင်းတွေညံလင်းတွေပွင့်လာလိမ့်မယ်ကံလင်းတွေတက်လာလိမ့်မယ်ဒါမျိုးတွေလုပ်ပေးမယ်နော်ပြီးလို့ရှိရင်အပင်ကြီးကြီးတွေရှိတယ်ကိုယ့်ရဲ့အိမ်နီးနားပတ်ဝန်းကျင်တွေမှာခြံနဲ့ပတ်ဝန်းကျင်တွေမှာအပင်ကြီးတွေရှိလားအပင်ကြီးမရှိလဲရှိတဲ့အပင်ကိုသွားပြီးတော့ ဟောကျွန်တော်ရေးတော့အရေးရေးတွေပါကပ်ပေးသုံးဖို့အမွေးတက်ပိုင်းထုံးပေးအဲ့လိုမျိုးလုပ်ပေးမယ်เนาะအအမွေးတက်ထုံးတဲ့ user တုံတော့တကြမမီးတွေပါထထောက်နေဘူးအဲ့လိုနဲ့ user လုပ်ပေးမယ်เนาะအဲ့တော့ကိုယ့်ရဲ့အနီနာပေါင်းခြင်းပဲဖြစ်ဖြစ်အဲ့တော့ရှိတဲ့အပင်ုံပဲဖြစ်ဖြစ်ကျွန်တော်တို့တွေအမွေးတိုင်းလေးထုံးမယ်ရေတော်လေးကပ်ပေးမယ်အဲ့လိုမျိုးလေးလုပ်ပေးမယ်เนาะရုပ်ကစိုးကိုအရေတော်တို့အမွေးတိုင်းတို့ကပ်ပေးပြီးတော့လိုလိုချင်တာတစ်ခုအစုတောင်းခဲ့မယ်ခီးသွားတဲ့လူတွေကိုကျွန်တော်လမ်းမှာတွေ့လိုက်မယ် ကြီးသွားတဲ့လူလူတွေကိုသူတို့လေးလေးကိုမုံလက်ဆောင်ပေးတာမျိုးသုံးမဟုတ်ငွေနည်းနည်းကူညီလိုက်တာမျိုးလေးလှုပ်ပေးမယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်ကိစ္စပဲလှုပ်လို့အောင်မြင်အောင်သွားတွေ့ရမယ်ဟိုခီးသွားတဲ့လူတွေပေါ့နော်တနည်းတနည်းသွားသွားတဲ့လူတွေတချို့နည်းနည်းလူတွေခီးသွားကျွန်တော်ခဏတွေ့တယ်မလားအဲ့ဒါလေးကိုကျွန်တော်တို့မုံလက်ဆောင်ပေးတာဖြစ်ဖြစ်ငွေနည်းနည်းကူညီတာမျိုးဖြစ်ဖြစ်အဲ့ဒါမျိုးလေးလှုပ်ပေးမယ်နော်အဲ့လိုလုပ်ပေးမယ်ပြီးလို့ရှိရင်ကျွန်တော်တိုင်သားလုံးမှာဒီဒီလအတွင်းမှာလက်ဖက်တုတ်လက်ဖက်တုတ်စားလဲစားမယ် ဖះလဲလူမယ်တငယ်ချင်းနဲ့အမျိုးတွေကိုလည်းလက်ဆောင်ပေးမယ်လက်ဖတ်တုံနော်လက်ဖတ်တုံစားလဲစားမယ်တုပ်လဲတုပ်စားမယ်အိမ်လဲလူမယ်အော်တော့ကျွန်တော်တငယ်ချင်းအမျိုးတွေကိုလည်းမိဘဘဝတွေကိုလည်းလက်ဆောင်ပေးမယ်နော်အဲ့လိုမျိုးလေးလုပ်ပေးမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကံတွေကကောင်းပြီးကောင်းသောမှာဖြစ်ပါတယ်မြန်ကောင်းပြီးကောင်းကောင်းတဲ့ကောင်းသောမှာဖြစ်ပါတယ်အဲ့တော့ဒီလောက်တွေမှာကျွန်တော်တို့အော်အထေတန်ဝင်ခြင်းနဲ့မိတ်ဆွေများနဲ့အထူးရွတ်တဲ့အခါတာတပုတ်ရှိပါတယ်အဲ့ဒါတော့အရန်အရန် ရန်လွယ်ပါတယ်ကျွန်တော်အရင်ဟိုအရင်ပြီးတော့မလာတင်ခဲ့ပါတယ်ရက်ကန်းစင်တော်ဆရာတော်ဖျားကြီးရဲ့ခါရာကိုမိတ်ဆွေများပတိစိတ်ပေးခြင်းဖြစ်စေနေ့စဉ်ရုပ်ပေါင်းပွားများပေးခြင်းဖြစ်စေအထိတ်အမြစ်စိတ်ခြင်းဖြစ်စေလုပ်လို့ရပါတယ်တနေ့ကိုသုံးပတ်ဆေးပြပါမနေ့သုံးပတ်ညသုံးပတ်ဆေးပြပါဗျတိတိဘဂဝါရဟံဘောရောမေတ္တဘဂါရံဗုဒ္ဓန္တနံကိသာမိတိတိဘဂဝါရဟံဓမ္မောမေတ္တဘဂါရံဓမ္မန္တနံကိသာမိတိတိဘဂဝါရဟံသံဃောမေတ္တဘဂါရံသံဃံန္တနံကိသာမိ ုတ်တံတရဏံကစားမိဓမ္မံတရဏံကစားမိတံခံတရဏံကစားမိဆိုပြီးတော့ယကံစင်းတော်ဆရာတော်ဂ ਾਇ ရခါရကို108ခေါက်ရွတ်လဲရတယ်29ခေါက်ရွတ်လဲရတယ်အဲ့တော့တရားရှိလုံးပဒီနဲ့မနက်၃မှညာ၃မှစိတ်နိုင်လို့ပိုလို့ကောင်းပါတယ်ဗျကရမစ်စများအချိန်ရရင်လည်းစိတ်ပေးအချိန်မရရင်လည်းနေ့စဉ်တရားရှိကောက်ရုပ်ပတ်ပေါင်းများပေးဒါဆိုရင်ဘုလို့ရာဟုသာသမီတွေရာဒီလအတွင်းမှာကံနေကောင်းတဲ့ကောင်းတက်တဲ့တက်တော့မှဖြစ်ပါတယ် ထိပေါက်ကိလေလည်းရှိပါတယ်ဒီကတော့ရုပ်ချင်းအဖြစ်ကန်လဲပွင့်သလိုလက်လဲပွင့်ပါလေထီလဲပေါက်ပါတယ်ဗျဒါလေးကိုမိတ်ဆွေများလုပ်ကြည့်ပါတကယ်ကိုထူးခြားသွားမှာဖြစ်ပါတယ်ကဲဒါတော့ကျွန်တော်ဒီမြောက်တက်ဆက်ပေးခဲ့တယ်အဲ့တော့ဗုဒ္ဓဟူရောက်တာများတွေကညီမအကျိုးကြောင်းစိုးကောင်းလေးပဲဖြစ်ပါတယ်အားလုံးလည်းဆင်ပြေမယ်လို့ထင်ပါတယ်ကျွန်တော်ပြောမိတဲ့တရားလေးတွေတကယ်လေးလဲလို့ပြပါဗျအဲအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆွေဗုဒ္ဓရောက်တာသမီးတွေအဲ့တော့ဒီလတွေမှာစီဝါးတွေတက်ကြပါသေးလုံငန်းကိုက်ကိုက်နဲ့အဆင်ပြေကြပါသေးတိတ်တိတ်ဆိုပေါ့ပြီးအလူတန်းတွေလုံနိုင်ကြပါသေးဗျ တော့မင်းစင်မရောဘယ်မျိုးနဲ့ဘယ်နေရာလဲကြည့်လဲဆိုတော့ comment လေးမှာရေးပြပါဦးဗျအားလုံးကျေးဇူးတင်ပါတယ်ဗျအစီအမေလေး like like subscribe နဲ့ပြီးအားပေးကြပါဦးဗျ